င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆာသတင်းချက်နဲ့မှဒီကနေ့မက်ရှလ73ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါတယ်ခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်ဒူကိုဆက်လေကစကောင်းဆောင်ကိုလာရောက်တွဲဆုံမှုဟာရုရှားခီးစင်နဲ့ပတ်သက်လို့အသေးစိတ်မင်းမြန်းရန်ဖြစ်နိုင်ကြောင်းပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် စကောင်းစင်တဲ့ဒိုင်းဒါလက်နက်ကင်ဖွဲ့စည်းများကိုတွဲဆုံနေသူဒေဝရှာရေးရာဒုက္ခစလဲမစ္စတာတင်ရှူချာဟာယမန်နေ့မရှလာ၁၇ရက်နေ့မှာစကောင်းဆောင်နဲ့နေပြီးတော့မှတွဲဆုံခဲ့တယ်လို့သိရပါတယ်။ဒေဝရှာရေးရာဒုက္ခစလဲမစ္စတာတင်ရှူချာဟာစကောင်းဆောင်ရဲ့ရုရှားနဲ့ဗီလာရုခရီးစဉ်ပြီးမှနေပြီးတော့သူ့လာရောက်ခါ၎င်းတို့နဲ့တွဲဆုံခဲ့ခြင်းဖြစ်ပြီးထို့သောတွဲဆုံမှုဟာခရီးစဉ်ပြီးဒေသိတ်ချင်းတွေကိုမင်းမြန်ရန်ဖြစ်နိုင်တယ်လို့လေလာသူများကဆိုပါတယ်။ဒီတစ်ခါကတော့ရုရှားနဲ့ဘလို့တွေပူးပေါင်းလို့ဆောင်ခဲ့တဲ့ မင်းအောင်လင်ကရုရှားကနေကိုကြီးတွေအများကြီးရာခဲ့တယ်ဆိုပြီးပြောတာကိုအသေးစိတ်သိရဖို့ရောက်ရှိလာတယ်လို့ထင်ပါတယ်လို့မြန်မာရေးလေးလာတုံးတက်သူဦးတန်းစိုးနိုင်ကပြောပါတယ်။စေကောင်းဆောင်ဟာဆိုပါရုရှားခီးစင်ကိုမတ်လ3ရက်နေ့မှာ9ရက်နေ့ထိတွားရောက်ခဲ့ပြီးဘယ်လာရုနိုင်ငံတို့လည်းဝင်ရောက်ခါအဆိုပါနိုင်ငံတမရအများပြင်တော်ဝင်ရှိသူများနဲ့တွဲဆုံပြီးတော့ဘူပေါင်းဆောင်ရဲ့ရန်သဘောတူညီချက်နဲ့နားလည်မှုစာချုပ်တော်တွေကိုလက်မှတ်ရေးထုတ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်စေကောင်းဆောင်မင်းအောင်လင်ဟာရုရှားခီးစင်မတိုင်ခင်ကဖိတ်ကြားချက်အရဒီရုနိုင်ငံတို့တွားရောက်ခဲ့ပေမဲ့ ဝင်ကြီးချုပ်စိတ်နဲ့သာတွဲဆုံခွင့်ရခဲ့တယ်လို့၎င်းရဲ့လှူလာချက်ကိုပြေးမရအောင်မလုပ်ပေးနိုင်တာကြောင့်တရုတ်ထက်ရုရှားကိုဝါကူလာခြင်းဖြစ်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ကျွန်တော်ထင်တာတော့ဒင်နလေးနဲ့ဆက်ဆက်ဆုံးလုပ်မဲ့ကိစ္စနောက်ပြီးတော့အေးအေးနဲ့ဆက်ရည်ကိစ္စဒါတွေကိုတရားပြဌနာအနေနဲ့သူတို့တရားစစ်စစ်နဲ့တွဲဆုံမယ်လို့ယူဆပါတယ်။ဂျန်တဲ့ကိစ္စတွေကတော့တိတ်ပြီးတော့ပါဝင်လိမ့်မယ်လို့မထင်ဘူးလို့ဦးတန်းဆုံးနိုင်ကပြောပါတယ်။စကောင်းစကားတော့နေပြီးတော့သူ့မန်ရှလာဆိုင်ရာနေကမစ္စတာတင်ရှိကျွမ်းရောက်ရှိလာပြီး၎င်းတို့ခန်းနဲ့နိုင်ငံခြားရေးဝန်ကြီးတန်းဆုံနဲ့၎င်း မရှိလာစတရနေ့မှာစကောင်းဆောင်နဲ့၎င်းတရားတွေးဆောင်ခဲ့တယ်လို့ဝါရပြန်တရင်စာများမှတစင်ထုတ်ပြန်ထားပါတယ်။ဒီကိစ္စကမထူးစားမအောင်တင်းရှိကျွမ်းသွားနေကြပါပဲ။ဂျမကြီးတာကတော့စကောင်းစီဒီအန်လီနဲ့နင်းဆက်ကအေးကိုဖွဲ့တယ်ချားထဲမှာဈေးဆက်ညီနိုင်ပေးဖို့လုံနေတာနဲ့တူတယ်လို့ဒီုံမြမအေးလေးလာဆောင်ကြည့်သူဒေါက်တာလှကျော်စောကပြောပါတယ်။ထို့ကဲ့သို့တွေးဆောင်မှုများတွင်ရုပ်ောက်ပွဲကိစ္စဒီုံနိုင်ငံနဲ့ပူပေါင်းဆောင်ရွက်နေမှုများမြမငင်းချိုင်းကိစ္စဂျာပြန်ခေါ်အွန်လိုင်းငွေလိမ်လည်ဂိမ်းကိစ္စအပါအဝင် နိုင်ငံနဲ့စိုက်တိတာကုံတော်၏စားတီတို့ကိုစုနေကြရတယ်လို့စကောင်းစီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။သို့တော်လက်ရှိအခြေအနေများအရစကောင်းစီကအလျှော်ဘေးလာနိုင်ခြင်းရှိမှာမဟုတ်တာကြောင့်စကောင်းစီတက်တဲ့ဒေါ်မျိုးသားလူမျိုး၏တက်မတော်တင်တယ်လေအာရခတ်တော်၏ကချင်လူလက်၏တက်မတော် KIA တို့ချတိုက်ပွဲများဆက်ရှိနေလိမ့်မှာဖြစ်တယ်လို့ဒေါက်တာလက်ကျော်စောကသုံးသပ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကြတော့အိန္ဒိယလွတ်တော်အမတ်တချို့အချုပ်ကြအာဏာထိပါပြောဆိုမှုဟာဆေးရနာတဲ့မှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေကြောင်းမေးမောင်းထိုးပြနေတယ်လို့ အန်ယူဂျီနိုင်ငံရဲ့ဝန်ကြီးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။လက်ရှိအိန္ဒိယနိုင်ငံပြည်နယ်လွတ်တော်အမတ်တချို့ကမြန်မာပိုင်နဲ့ကဘောချိုင်ဝမ်းကိုပြန်လည်ရယူရတဲ့ချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပေါင်းစည်းရန်ပြောဆိုလာမှုတွေဟာဆေးရနာတဲမှုကြောင့်တိုင်းပြည်အောက်ကြားနောက်ကြဖြစ်နေရတယ်ဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြလိုက်တယ်လို့အမျိုးသားညွှန်ရေးအစိုးရအန်ယူဂျီနိုင်ငံရဲ့ဝန်ကြီးဒေါ်စင်မောင်ကပြောပါတယ်။တိုင်းပြည်ရဲ့ချောက်ချာအာဏာကိုရွေးကောက်ခံအစိုးရတရက်ထမအတင်အရမအာဏာသိမ်းလိုက်တဲ့နောက်ဆက်တွဲရလဖြစ်အိန္ဒိယနိုင်ငံများ ဒေတာရယ်နိုင်ငံများချားမှာတိုင်းပြည်အောက်ကြောင်နှောက်ကြဖြစ်နေရတဲ့ဆိုတဲ့အချက်ကိုမေးမောင်းထိုးပြခြင်းဖြစ်တယ်လို့အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးကပြောပြပါတယ်။အခုအဲ့ဒီပြည်သူအများစုကရွေးကောက်တင်မြောက်ထားတဲ့ရဲသားစိုးရခေါင်းဆောင်တွေကိုတရားမဝင်ဖမ်းဆီးဆွတ်ဆွဲခြင်းချထားတဲ့ပြင်အချုပ်ချာအာဏာရဲ့မူလပိုင်ရှင်ဖြစ်တဲ့ပြည်သူလူထုကိုနေစိမ့်နဲ့မျှဆေးရောကိုရောပင်ပန်းဆိုင်ရမှုတွေဖြစ်အောင်ဖိနှိပ်ရဆက်ချမ်းပတ်နေမှာတော့အခုကျမတို့တိုင်းပြည်ရဲ့အချုပ်ချာအာဏာဟာအာနဲ့ချင်းနေနေတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်ဆိုတဲ့အခြေအနေစိုက်နေပြီဆိုတဲ့ပြရုပ်လို့မြင်ပါတယ်လို့ဝန်ကြီးထုတ်စင်မအောင်ကမှတ်ချက်ပြပါတယ် မြန်မာနိုင်ငံရဲ့ချုပ်ချက်အာဏာမူလပိုင်ရှင်မှာမြန်မာပြည်သူလူထုသာလျှင်ဖြစ်တယ်လို့အန်ယူဂျီနိုင်ငံသားရဲ့ဝန်ကြီးကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ၁၀ရက်နေ့ကကျင်းပတဲ့အိန္ဒိယလွှတ်တော်မှာရုရှားစာပါပါတီမှလီရှမ်ပါဆာနာချိုကမြန်မာနိုင်ငံပိုင်နယ်ထဲရှိစကိုင်းတိုင်းချင်းပြည်နယ်အဆက်ကဘောချိုင်ဝမ်းကိုမနီပူရာပြည်နယ်တွင်းသို့ပြန်လည်ရယူပေးရန်ဒို့မဟုတ်ရော်ချင်းငွေတောင်းဆိုရန်အိန္ဒိယဖို့ဆိုရကိုအဆိုပြုခဲ့ပါတယ်။ဒါပြင်အိန္ဒိယမေဆိုဒန်ပြည်နယ်လွှတ်တော်မှတဦးကလည်းချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းရန်မကြသေးမိကစေယုံပြောဆိုခဲ့တယ်လို့သိရပါတယ်။ ထိုကဲ့သို့မေဆိုရန်ပြည်နယ်လွှတ်တော်အမတ်ရဲ့အဆိုပါစည်းရုံးပြောဆိုမှုကိုချင်းမျိုးသားတပ်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းတက်နေကအတည်ပြုပြီးတော့ CNF ရဲ့ဌာနချုပ်တရှိဟာချင်းပြည်ကောင်စီရုံဆိုင်ရာမျိုးကိုမေဆိုရန်ပြည်နယ်အမတ်လာရောက်ဆင်ကပြောခဲ့ခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ CNF ဌာနချုပ်ကိုလာတဲ့ထက်လွှတ်တော်အမတ်ကတော့၎င်းနေနဲ့တရားဝင်ပြောဆိုတာမျိုးမဟုတ်ပေမဲ့ဒွေရင်နေဒုံနိုင်ငံမှာပြန်ချဲနေထိုင်တာအတူတကွပူပေါင်းဆောင်ရွက်မှုခေါင်းပိုးတွေအားပေးတာမျိုးတွေလက်ရှိနေဦးတော်တိုင်းကာလချင်းရေးကိုဘိုးအစိုးရမှမိမိတို့အတွက်ရည်တည်ပေးမှုတွေဆွေးနွေးတဲ့အဆင့်မှာလို့ ဇလိုင်းထက်နေကယမန်နေ့မတ်လ10ရက်နေ့မှာပြောပါတယ်။တိုးရမှာချင်းမျိုးသားတအူ CNF စီကနေဟာအခြားနိုင်ငံများရဲ့ချုပ်ချအာဏာမှာပါဝင်ပေါင်းစည်းရမူဝါဒမရှိကြောင်းနဲ့အကြမ်းဖက်အာဏာရှင်မှန်သမျှကိုဘီးချေမုံပြီးဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးမှာတိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့၎င်းကပြောပါတယ်။နိုင်ငံရေးနဲ့စည်ရေးတူးတည်တီတအူကတော့မြန်မာနိုင်ငံမှာပြည်တွင်းဆက်ပြင်းထန်လာနေခြင်းဒိုင်းပြည်အခက်တွေ့နေခြင်းမှာအမြတ်ထုတ်တဲ့လုပ်ရည်လို့သုံးသပ်ပြီးတော့နိုင်ငံရေးရာရှိမကြီးတဲ့ကြောင်းလဲဝေဖန်ပါတယ်။ဘာဘူးကြီးတို့အိန္ဒိယကတော့တကယ်ကိုနိုင်ငံရေးရာရှိမကြီးတော့ဘူး။ အတော်လေးညံ့ကြတာပဲဗမာတွေရဲ့သဘောထားကိုခဏတာထားဘောက်ဖို့ဤတယောက်ကလက်ခံလိမ့်မယ်လို့ထင်နေလို့လားဘာဘူကြီးတို့ကတော့နိုင်ငံတကာရေးရောအစီတော်မှာရှာရင်းနဲ့ပတ်သက်လို့ရောတကယ်ကိုပေါင်းမဝင်ဘူးအမြော်အမြင်လဲနေတယ်ပြီးတော့မပြောတတ်မဆိုတတ်မလုပ်တတ်မကင်တတ်နဲ့လို့အထက်ပါတူတေတေက၎င်းရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်လက်ရှိအိန္ဒိယဘူအစိုးရဟာမြန်မာရေးနဲ့ပတ်သက်ပြီးအားလုံးပတ်ဝန်းနဲ့ဇုံနေညီနိုင်ဖြေရှာရေးကိုတိုက်တွန်းနေပေမဲ့၎င်းတို့အိန္ဒိယရှေ့မြောက်ပိုင်းမှာရှိတဲ့လူမျိုးတူမျိုးနွယ်စုတူတူများက မြန်မာနိုင်ငံမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမတည်ဆောက်နိုင်ဘူးဆိုရင်၎င်းတို့နဲ့ပူးပေါင်းရန်ပြောဆိုမှုတွေရှိနေတယ်လို့အိန္ဒိယဖော်မြန်မာတည်ထောင်သူကဆိုပါတယ်။အခုအပြေမချာနိုင်တဲ့အနေအထားကိုရောက်သွားရင်ချင်းနေအနေနဲ့တော့လည်းကောင်းတခြားလူမျိုးနှစ်နိုင်ငံခွာနေထိုင်နေသူတွေတော့လည်းကောင်းရွေးချယ်စရာတခုအနေနဲ့တကယ်လက်တွေ့နိုင်ငံရေးချင်းတွေရာဖြစ်လာနိုင်စရာရှိတဲ့တော့မြန်မာရေးကိုဖြေရှင်းတဲ့အချိန်မှာတာဝန်ရှိသူတွေအနေနဲ့ပို့ပြီးတော့မှတတိထားဖို့လိုလာပြီဆိုတာကိုပြသတယ်လို့ယူဆပါတယ်လို့ဆိုပါတယ်။သို့တော်နယ်ဦးတော်လိုင်းရင်းမှာပြည်내သူပြည်내သားမြန်မာနိုင်ငံသားများဟာ ဓာဝွန်သေးစွာနဲ့မိမိတို့ဒိုင်းပြည်ကုန်ဒိခနဲ့အချောက်ချအာဏာကိုဖေသူလူတို့လက်ဝယ်ပြန်လည်ရရှိရေးအတွက်တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ခိုင်မာတဲ့တန်ဖိုးတန်ချထားသည့်မှာမြန်မာနိုင်ငံကုန်ဒိခအရှိစွာနဲ့ပြန်လာနိုင်ရန်တို့ဖြစ်တယ်လို့အညွှန်းကြီးနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မောင်ကပြောပါတယ်။ဒါပြင်အိန္ဒိယချင်းပြည်နယ်နှစ်ခုမှလွတ်တော်မှန်၂ဦးရဲ့ပြောဆိုဆုံးနေချက်တွေဟာအိန္ဒိယဘုတ်ဆိုးရရဲ့သဘောထားများမဟုတ်လို့ယုံကြည်တယ်လို့အညွှန်းကြီးနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ကျမတို့ဒိုင်းပြည်ရဲ့အချုပ်ချအာဏာ ဒုနေရသူပြန်ရောက်ဖို့ပဲအဓိကမျက်ချင်းမပြန်ဆောင်ရွက်တော့မှာပါလို့ဝန်ကြီးထုတ်ပြန်မအောင်ကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကတော့အဖို့မှာလူငယ်များကိုစစ်တပ်ခေါ်ကဘော်ဒါဆွဲဖမ်းဆီးခိုင်းနေတဲ့စစ်တပ်ထောက်တိုင်အေးလူဝင်ဖိကတ်ခံရပြီးတည်ဆုံနေဆိုတဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်အဖို့မျိုးနဲ့မှာလူငယ်များကိုချမ်းပတ်စစ်တပ်ခေါ်ကဘော်ဒါဆွဲဖမ်းဆီးခိုင်းနေတဲ့စစ်တပ်ထောက်တိုင်အေးလွင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာတည်ဆုံခဲ့တယ်လို့ဒါယာဝရီ KIPDM မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။မဆလာစတေးရနေ့မနက်9:00ခန်းက အဖို့မျိုးနဲ့ချောင်းခွာခြေဝါမှာနေထိုင်တဲ့ချမ်ပတ်ဆက်တဲ့တောက်တိုင်အေလွင့်ဟာခမ်းမရ6တရင်ကိုတရင်ပေးပို့ပြီးပြန်လာစဉ်တွင်ချောင်းခွာရွာထဲမှာတာယိုရီခန်တရင်3100နဲ့တခွဲလေးမြောက်ပြောက်ကြတဲ့ဘက်အဖို့မှာရဲဘော်များကဖြစ်ခတ်တိုက်ခဲ့ရာတနက်ကြီးတစ်ချက်ဦးကောင်းကိုထိမှန်ပြီးတည်ဆုံးခဲ့တယ်လို့သိရပါတယ်တည်ဆုံးသွားတဲ့ဆက်တဲ့တောက်တိုင်အေလွင့်ထားမှာလွယ်ဤတလုံးအချမ်းမဆက်တဲ့မှာစစ်ဖို့တဝူးရဲ့လက်မှတ်ပါတဲ့ထောက်ခံစာ3ရွက်နဲ့ငွေသား3600ချက်ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်တည်ဆုံးသွားတဲ့အေလွင့်ဟာဒေါ်လာရဲဘော်များရဲ့အချက်လက်များကို စုံစမ်းထောက်လန်ကစတက်တန်တရင်ပြဖို့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားနဲ့ရဲများကိုတိုက်ခိုက်ရန်ထောင်ထားတဲ့မိုင်းဝဲများကိုစတက်တန်တရင်ပြပြတာခြင်းလူငယ်များကိုစတက်ခေါ်ကပေါ်တာဆွဲဖမ်းဆီးခိုင်းခြင်းတွေကြောင့်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အေလူရဲ့ဓာတ်နဲ့တမက်ကလည်းစခွေးတွေပဲရွာတွေထဲဝင်ပြီးပေါ်တာဆွဲနေတဲ့စခွေးရခွေးတွေကိုတိုက်ခိုက်ဖို့ထောင်ထားတဲ့မိုင်းတွေကိုလည်းသူကစခွေးတွေစကိုတရင်ပြတာကြောင့်ခွေးတွေကမိုင်ခွင်းတွေကိုရှောင်ရှားသွားလာနေလို့မတင်ကားလို့စောင့်ကြည့်မှသူတရင်ပေးနေတာကိုအတည်ပြုနိုင်တာ ောက်ပြီးရွာတွေဘက်မှလူငယ်တွေကိုပတ်တာဆိုရင်လေဘယ်မှာဘသူရှိတယ်ဆိုပြီးလမ်းညှိုးထိုးပြပြီးဖမ်းခိုင်းတာကျွန်တော်တို့အနေနဲ့ရွာတွေတဲကိုဝင်ပြီးတော့ဖော်တာဆိုနေတဲ့စကွေရခွေးတွေကိုမိုင်းဆွဲတိုက်ခိုက်ခြင်းဖြင့်တခြားနီလန်းနေတဲ့တိုက်ခိုက်ဖို့ရှိနေတာကြောင့်ပြည်သူတွေအနေနဲ့စကွေတွေနဲ့ဝေဝင်းနေကြဖို့ကိုလည်းတိပေးလိုပါတယ်လို့ဒါယဝရီခိုင်တရေ3300တခွဲလေးမြေရောက်ပျောက်ကြားတခွဲအုပ်ဖို့မှာတာဝန်ရှိသူတဦးကပြောပါတယ်ဒါယဝရီခိုင်တရေ3300တခွဲလေးမြေရောက်ပျောက်ကြားတခွဲအုပ်ဖို့တခွဲနေနဲ့ပြည်သူများနဲ့ဒေါ်လိုင်းတခွဲများကိုဒုက္ခပေးနေတဲ့ဂျမတ်စစ်တပ်နဲ့ ၎င်းရဲ့ထောက်တိုက်အများကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ဘီသူများအနေနဲ့၎င်းတို့နေသွားလာနေထိုင်ခြင်းနဲ့မပြုလုပ်ကြရန်တိပေးပြောဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ပါတော့။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီကဲသူပင် ICC တရားရုံးဖန်ဝင်ရတဲ့မယောင်းလင်းကိုလည်းဖန်ဆင်းနိုင်မယ့်ချိန်ရောက်လာလိမ့်မယ်လို့ SSCM ကထုတ်ပြန်ကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာဒီကိုဖိလစ်ပိုင်ဆိုရကအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ဖန်ဝင်ရတဲ့ဖန်ဆင်းပြီးနယ်သာလန်နိုင်ငံမှာရှိတဲ့ ICC တရားရုံးသို့ပို့ဆောင်လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာဂျမ်ဖက်စစ်ကောင်ဆောင်မယောင်းလင်းကိုလည်းဖမ်းဆီးနိုင်မယ့်အချိန်ရောက်ရှိလာလိမ့်မယ်ဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာထူးခြားပေးကောင်စီ SSC အမကယမန်နဲ့မှာထုတ်ပြန်ကြေညာပါတယ်။ဖိလစ်ပိုင်မှာမိုးရေစေဝါတိုက်ဖြတ်ရေးအမြေခံကလူမျိုးအများကိုတပ်ဖြတ်ခဲ့တဲ့ရာဇဝမှုဆိုင်ရာစွပ်စွဲချက်များနဲ့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဖန်ဝင်ရထုတ်ထားတဲ့ဖိလစ်ပိုင်ကမရာဟောင်းဒူတာဒေးကိုဖိလစ်ပိုင်အစိုးရကမတ်လ၁၇ရက်နေ့မှာဖမ်းဆီးပြီးနယ်သာလိုင်းနိုင်ငံတဟိမ်မြို့သို့ပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဖိလစ်ပိုင်အစိုးရက ICC တရားရုံးဖွဲ့ဝင်နိုင်ငံဖြစ်မှ၂၀၁၉ခုနှစ်မှာနှုတ်ထွက်ထားခဲ့ပေမဲ့ ICC တရားရုံးရဲ့ဖန်ဝင်ရထုတ်ထားတဲ့ဖိလစ်ပိုင်တမတာဟောင်းကိုပြပြတတရေးယူဆောင်ရွက်မှုမှာနိုင်ငံတကာအတိုင်ဝန်တို့အတိုင်ဝန်ခံမှုနဲ့တာဝန်ရမှုဆိုင်ရာအထက်ကဒုံဝါပေးမှုတစ်ခုဖြစ် SSCM တည်ထောင်သူကပြောပါတယ်။ရေကိုကဲတို့ဖိလစ်ပိုင်တမတာဟောင်းဖန်ဆီးခံရမှုဟာအထူးသဖြင့်မြန်မာနိုင်ငံမှာမယောင်းနိုင်တဲ့အပြင်းထန်တဲ့တရင်စကားဖြစ်ပြီးတော့ရိုဟင်ဂျာများကိုမောင်းထုတ်ခြင်းနဲ့ညံမနေဆက်မှုဆိုင်ရာရာဇဝတ်မှုတွေတို့ကမယောင်းနိုင်ကိုဖန်ဝင်ရထုတ်ရန်2024ခုနှစ်နိုဝင်ဘာလမှာ ICC တရားရုံးရှင်းလင်းများကရှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ ကြမီအိုင်စစီတရားရုံးကမယောင်းနယ်ကိုဖမ်းဝင်ရန်ထုတ်ပြန်မျှော်လင့်ထားပြီးအိုင်စစီတရားရုံးရှင်းနေများကလည်းနောက်ထပ်တာဝန်ရှိသူများကိုဖမ်းဝင်ရန်ထုတ်ပြန်ရှိနေတယ်လို့အိုင်စစီကထုတ်ပြန်ထားပါတယ်။ဒါပြင်မကြသေးမီကလည်းအာဂျင်တီးနားတရားရုံးကမယောင်းနယ်ပါဝင်မြန်မာနိုင်ငံမှာစစ်ပတ်နဲ့ရပ်ပတ်ပုဂ္ဂိုလ်25ဦးကိုဖမ်းဝင်ရန်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ဖိလစ်ပိုင်ကမရာဟောင်းဒူတာတေးကိုဖမ်းဆီးနိုင်မှုကအလွန်ခိုင်မာတဲ့လုံဆောင်ချက်ဖြစ်ပြီးဩသာကြီးမာတဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတစ်ခုကအိုင်စစီတရားရုံးနဲ့အင်တာပိုရဲတပ်ဖွဲ့ကိုလေးစားမှုလည်းဖြစ်ပါတယ်။နိုင်ငံတကာဆိုင်ရာတာဝန်ခံမှုတစ်ခုလည်းဖြစ်ပါတယ်။အရာကမယောင်းလိုက်နေနဲ့လဲ ဒီလိုမျိုးဖန်ဆီးခံရမယ့်အချိန်ဒေချာပေါက်ရောက်လာလိမ့်မယ်ဆိုတာထင်ထင်ရှားရှားပြသနေပါတယ်လို့ SSCM တီထောင်သူကပြောဆိုပါတယ်။ယခုကဲ့သို့ဖိလစ်ပိုင်တမရကိုဖန်ဆီးနိုင်မှုဟာနိုင်ငံတကာလူခွင့်ရေးစနစ်နဲ့တရားမျှတမှုဆိုင်ရာကတိတွေပေါ်ယုံကြည်မှုဆုံးရှုံးနေတဲ့မြန်မာနိုင်ငံမှာပြည်သူများတို့အမျှော်လင့်ချက်ယောင်ကြည်များထောက်ပစေတယ်လို့ ASCM တည်ထောင်သူကထပ်လောင်းပြောဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာ2016ခုနှစ်မှာ ASEAN ဖွဲ့စည်းရဲ့အဝတ်အထားနိုင်ငံဖြစ်တာဝန်ထမ်းဆောင်ရန်ပြင်ဆင်နေတဲ့ချိန် ် ICC တရားရုံးဖန်ဝင်ရထုတ်ကန်ထားရတဲ့ဖိလစ်ပိုင်သမ္မတအောင်ဒေါက်တာဒေးကိုဖန်စီပြသခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်မယောင်းနိုင်ရဲ့ရွေးကောက်ပွဲဆိုရဝဲဆိုတဲ့ဆောင်းမရှင်ဆရာလာဆိုးဝေးရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ဗီဒူတရားလုံးဒီမိုကရေစီနဲ့လိုလက်ခွင့်များရရှိဖို့တခဲနဲ့အုံကျွစားတင်တောင်းဆိုခဲ့မှုဟာယနေ့မတ်လ7ရက်နေ့မှာ39နှစ်နဲ့တင်းတင်းပင်ပြင်းမြောက်လာခဲ့ပြီဖြစ်ပါတယ်။သို့တော်လည်းဆဲနာပိုင်များရဲ့နေမျိုးမျိုးပေးနေပြီးကလိန်ကကြည့်လဲစားမှုများကြောင့် ယခုချိန်ထိမြန်မာတို့အတွက်ဒုံရင်းဒုံရင်းပင်ရှိနေဆဲဖြစ်တယ်ဆိုတဲ့အချက်ကပင်၎င်းတို့ရဲ့အာဏာဖတ်တွေ့ထားလို့တဲ့စည်ရဲမှန်ကိုမိမောင်းထိုးပြနေခြင်းပင်ဖြစ်ပါတယ်။၎င်းတို့နဲ့တူဘောင်းပါဒါမေးတစုကောင်းစားရေးတို့ကဒိုင်းပြည်မှာဒီမိုကရေစီနေချီလေးဖျားချလာခဲ့တဲ့ကိုပင်အမောင်တိုက်ပြန်သွင်းခဲ့တဲ့အာဏာသိမ်းကောင်းဆောင်မယောင်းလိုင်ဟာရွေးကောက်ပွဲကိုဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီလမှာပြုလုပ်မယ်လို့ဘီလာရုစ်တို့တွားရောက်ဆင်တွင်ထုတ်ပေါ်ပြောဆိုသွားခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံတော်ဝန်ထိတာတော်တော်များများဟာ၎င်းတို့ထိန်းချုပ်မှုအောက်မှာမရှိ နိုဘယ်ဉာဏ်ရည်ဆုရှင်ဟာလည်းဂျင်းထောင်တယ်မှာရှိနေတာကြောင့်ဒီမိုကရေစီရေးဟာမောင်းဝါဝါဆင့်တာရှိနေတယ်လို့လန်ဒန်ထုတ် Daily Mail သတင်းစာကတုံ့ပြန်ရေးသားထားပါတယ်။ရွေးကောက်ပွဲမှာပါဝင်ရန်နိုင်ငံရေးပါတီ53ခုမှစရင်သွင်းထားပြီဖြစ်တယ်လို့မယောင်းနိုင်ကပြောပါတယ်။သို့တော်တနိုင်ငံလုံးတောင်ပြိုကမ်းပြိုမဲပေးခဲ့ကြတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တော်ပါဝင်လာခြင်းမရှိပါ။ NDR မပုံတင်ရန်ပြက်ကွက်တယ်လို့ဆိုက2023မှာရွေးကောက်ကဖျက်သိမ်းဖြစ်ခဲ့ပါတယ်။ရွေးကောက်ပွဲအတွက်မဲဆင်းပြုစုရမှာ လုံချုံရေးချောင်လို့ဆိုကလူရေ52တန်းနဲ့19တန်းကိုခြံလက်ထားရပါတယ်။လေးလာသူများကတော့ရွေးကောက်ပွဲမတိုင်မီမှာဒေါ်လန်ရေးတပ်များကထိုးစစ်ကြီးတွေဆင်နွှဲလာဖို့ရှိနေတယ်လို့ခန့်မှန်းထားကြပါတယ်။ထို့သောသောအနေထားနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာရဲ့ထောက်ခံမှုရဖို့မရှိတာကစကောက်စီတို့ရဲ့ပြဿနာဖြစ်လာရပါတယ်။သို့တော်ပြည်သူပတ်တီခေါင်းဆောင်ကိုကိုကြီးတို့တော့ပြဿနာရှိပုံမရပါ။၎င်းမှာပြဿနာများကိုလန်းနဲ့နဲ့ဖြေရှင်းလို့မရ။ရွေးကောက်ပွဲနီလန်းနဲ့သာပြေးလဲရပြေးလဲကြောင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောလာခဲ့ပါတယ်။ရွေးကောက်ပွဲဟာအပြင်းအစာကဲမှမဟုတ်ပေမဲ့ အကောင်းဆုံးဖြစ်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။၎င်းဟာမယောင်းနိုင်တော့ဖွဲ့ထက်ပင်ယုံကြည်မှုလွန်ကဲနေပါတယ်။ယုံကြည်ခြင်းဟာယုံကြည်လို့ရပါမယ်လေ။၎င်းရဲ့ယုံကြည်မှုဟာဆရာပမောတင်အောင်ရဲ့စကားနဲ့ပြောရရင်နိုးဆိုးရွယ်ကလေးငယ်ကမကြမီအိမ်အောင်ပြုလို့ရပြီလို့ယုံကြည်ကမိမတောင်းပေးရန်ပူဇော်နေတယ်လို့မျိုးပင်ဖြစ်နေပါတယ်။၎င်းတို့ဘုကဆန်းနှရှင်များနဲ့ချမ်းရပါများလို့တမိုင်းမှာအမဲဆက်ဆုံးတင်သွားခဲ့ပြီဖြစ်ပါတယ်။မယောင်းနိုင်တင်မြောက်လာမယ့်အစိုးရဆိုတဲ့ကလည်းတိုက်ခိုက်နေမှုများကိုဆုံးသက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ငင်းညာရေးတို့လာရောက်ဆုံးနေကြပါရန်ဆက်ပြောနေမှသာဖြစ်တယ်လို့ခရင်မျိုးသားသမဂ္ဂ KNU ကိုခေါင်းဆောင်တော်ဦးဖြစ်သူသောတမိန်ထွန်းကဆိုပါတယ်။နိုင်ငံကမှရှိတဲ့အထင်ကြီးရရုပ်ောက်ပွဲလေးလာဆောင်ကြည့်သူတွေကတော့လက်ရှိအနေထားမှာစစ်မှတ်တဲ့ရုပ်ောက်ပွဲမဖြစ်နိုင်လို့ဆိုတာဖေဖော်ဝါရီလအတွင်းဖူထွဲခြင်းညာချက်ထုတ်ပြန်ပြီးတော့ပယ်ချခဲ့ကြပြီလည်းဖြစ်ပါတယ်။ရုပ်ောက်ပွဲကြောင့်နိုင်ငံတို့ရဲ့အခွင့်အရေးများပုံမှန်နှိုင်းလာပြီးအချမ်းဖမ်းမှုများကြီးထွားလာကဆန္ဒရှင်စနစ်ပိုရွေးပင်မြေတွယ်လာနိုင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ ပေးခဲ့တဲ့ဇန်နဝါရီလကပင် ရေးပေါ်ချိန်လေးကို9ချိန်မြောက်တက်တန်းထိုးခဲ့ပြီဖြစ်ပါတယ်။ယခုကရုရှားမှာပူပူနွေ့နွေ့ပြန်အောင်လာတဲ့မင်းအောင်လည်းဟာနေပြည်တော်သို့ရောက်ရှိနေတဲ့တရုတ်ထူးတနမန်ဒင်းရှိကျွမ်းကလာရောက်တွေ့ဆုံခဲ့ပြီဖြစ်တာကြောင့်တရုတ်ကြီးရဲ့ရင်ခွင်တွေကိုပြန်ရောက်သွားရရှာပြီဖြစ်ပါတယ်။စစ်တွေနဲ့ကြောက်ပြူကိုလည်းချိန်ချောက်လာပြီဖြစ်တာကြောင့်တရုတ်ဆိုရမှာမင်းအောင်လည်းမြို့သူစစ်စင်ထားတာကိုပူတပြင်းတိလို့ပြီဖြစ်ပါတယ်။ပြည်သူတွေရဲ့ကိုကံတုံးလန့်စင်မောက်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။ နောက်ထပ်ပြုရင်းပြပါတင်ဒေါ်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိနေပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ